်ကလေးမင်းတို့လှည့်ပြန်ကြ။သားတို့ပြန်လို့မရဘူးဗျ။ဟိုကအတင်းခေါ်နေတာသွားမဖြစ်မှာ။ဟုတ်တယ်ဟုတ်တယ်။ဟိုကျွန်တော်လိုက်သွားမှာ။ဟိုမှာမုတ်တွေလည်းအရန်များပြီးပျော်စရာကောင်းတယ်လို့လည်းပြောတယ်ဗျ။သားကလည်းအဲ့အတိုင်းပြောတယ်။ဒါမှမဟုတ်သားလဲလိုက်မှာ။မုတ်တွေလည်းစိတ်ကြိုက်စားလို့ရတယ်ပြင်။ဂိမ်းလည်းဆော့လို့ရတယ်ပြောတယ်။အကုန်သားကြိုက်ပဲ။မင်းတို့လုံးဝမသွားရဘူး။အဲ့ဒီအချိန်မှာပဲသူတို့နာကိုမုံမိတ်စာပေါ်လာခဲ့တယ်။မိတာလည်းမရတော့ဘူးကွ။ဒီကလေးတွေကကြောက်ပိုင်ဖြစ်နေပြီ။ မင်းပိုင်လားကြောက်ပိုင်လားဆိုတာကြည့်ရတာပေါ့ကွာအဲ့လိုပြောပြီးမှော်စရာချက်ကြည့်ရင်သူ့ဆွမ်းအားတွေနဲ့မုံမိတ်ဆောင်စတင်တိုက်ခိုက်တော်ရင်ချက်ကြီးရဲ့ဆွမ်းအားကြောင့်အဝေးကိုလွှင့်စင်သွားတဲ့မုံမိတ်ဆောင်လေးဒေါသထွက်သွားခဲ့တယ်ဒီမှော်စရာဆုပ်ကဲ့ကွာတရတော့ရွာနောက်ကကွင်းမြေမှာတုတ်ပေါ်ဘိုးကြီးနဲ့ အောင်ဖို့တို့ညီကိုတို့ကဘောလုံးကစားနေကြကြတယ်။ဘိုးကြီးနဲ့တော့ဘောကကွင်းလေကနေဘောလုံးလုံးနေကြပြီ။အောင်ဖို့တို့ညီကိုကတော့တပတ်စီကိုပန်းဖို့အတွက်ဆောင်းရင်းနဲ့ရှိနေကြတာပါ။ကိုဘိုးကြီးလှူတာလှူတာလှူတာဗျ။ကိုတော့ဘောအလို့မခံနဲ့နော်။တေချာထိန်ထားပြီးမှတခါလေးတန်းဝင်သွားအောင်လို့အားနဲ့ကမ်းပလိုက်။ကွင်းလေမှာတော့တော်ဘောနဲ့ဘိုးကြီးတို့ကအကျိန်နဲ့ဘောလုံးလုံးနေခဲ့ကြတယ် ဖျံမညစ်နဲ့လေကွာအဲ့ဒါမင်းကိုပြောရမှာကွာဒီလိုနဲ့တူပေါ်လေဗိုလ်ကြီးစီကလည်းဘောလုံးရသွားပြီးအောင်မှုရှိရဘက်ကိုအားနဲ့ကန်ပြလိုက်ခြင်းတမ်းမဝင်သွားပဲနဲ့အောင်မှုကဖမ်းမိသွားခဲ့တယ်ရေးဒါမှတို့အောင်မှုကွာဟာဒီဒီကလည်းလွဲသွားပြန်ပြီဟေးတူပေါ်အဲ့လိုပြောနေတော့ကောင်းငွေတစ်ခုလုံးမှောင်မေးသွားခဲ့ပြီးတော့လေပြင်းနေတိုက်လာခဲ့တယ် ကိုတို့ဘောတို့မိုးရွာတော့မယ်နေတူတယ်နော်ဆက်ပြီးတော့ကန်ကြအောင်မလားရွာတော့မှဖြစ်လေမောင်မူရဲ့ပိုတော့မှကန်လို့ကောင်းသည်ဒါနဲ့တုတ်ပေါ်လင်းမဲမောင်နေရဲ့ကောင်းငင်ကို မော့ကြည့်လိုက်တယ်မိုးကတော်တော်ကြီးမဲ့ပုံပဲကွာသူအဲ့လိုပြောနေတော့လျှက်စီလက်လာခဲ့ပြီးတော့ဂျင်းကနေအတန်မြည်သွားခဲ့တော့တယ်အောင်မလေးဗျတပြိုင်နက်တည်းမှာပဲကောင်းငင်ဘောကနေမိုးအဆောင် မုတ်တီရွာကြလာခဲ့တော်တယ်။ဟာဖျောင်းနေ။ကောင်းငင်မောကနေမုတ်တီကြလာတယ်ဟာ။ဟမ်အေးနော်ဘလို့ဖြစ်တာလဲ။မိုးစာမုတ်ရွာကြလာလား။ဒါလို့ဆိုလဲကောင်းတာပေါ့။ဟာဟိုမှာတားကြိုက်တယ်မုတ်ပဲ။ဒါနဲ့သူတို့အဖွဲသားတွေလဲရွာကြလာတဲ့မုံမိုးတွေကိုပျော်ပျော်ချင်းလိုက်ကောက်ကြတော်တယ်။မုတ်တီလိုက်ကောက်ပြီးနောက်တော့ကွေးလယ်မှာပုံထားလိုက်ပြီးထိုင်စားကြတော်တယ်။ ဒီမုတ်တရားစားလို့ဖြစ်ပါမလားတိတ်ဖြစ်တာပေါ့စားစီခြင်းလို့ရွာချလာပြီတော့ကျေးဇူးတော်တင်ရအောင်လေဟမ်ဒီလိုနေသူတို့လေးယောက်သာဘာမှတွေးမနေရောပဲနဲ့မုတ်တရိုတစ်ခုပြီးတစ်ခုယူစားနေကြတော့လေတဖက်မှာလေပိုတူနဲ့မိဝိုင်းကကွက်ပြစ်မှာတိုင်းစကားပြောနေကြတော့ရုတ်တရက်မုံမိုးတွေရွာချလာခဲ့တာပါဟဲ့ပလုတ်တော့ဘာလဲဟာ ာမိုးရတော့မယ်မှတ်တာမုတ်တီရွာချလာပါပဲဟဲကောင်းလိုက်တာမုတ်ဝယ်စားစရာမလိုတော့ဘူးဟာဒီမီဝိုင်းတော့ငတ်ပြီဒါလေသွေးရသားရရွာချတဲ့မုတ်ကိုမဖြစ်နိုင်ဘူးကွာဟမ်ငါလည်းအဲ့လိုတင်နေအဲ့လိုပြောပြီးငပင်ကမုတ်တီပိုင်လို့သူ့တို့နာကိုရောက်လာခဲ့ငါတင်တော့တို့ရွာတခုခုလိုချင်လို့ငါစာချတာမဖြစ်နိုင်ဘူးလားအင်းနော်နင်တို့ပြောမှငါလည်းစဉ်းစားမိတယ်ဒီတိုင်းဆို တို့ရအန္တရာယ်ရှိနေပြီ။အဲဒီအချိန်မှာပဲငှက်တကောင်ကသူ့နာမှာကြာနေတဲ့မုတ်ထုတ်ကိုစိတ်စားလိုက်ပြီးတိတ်မကြခင်မှာပဲမိလေသွားခဲ့တော်တယ်။ဟာငှက်လေးကဘာဖြစ်သွားတာလဲမသိဘူး။ဟမ်တင်များသွားတာလား။ဟာဒါနဲ့ပိုတူလည်းငှက်လေးကိုကင်ကြည့်ပြီးလှုပ်ကြည့်နေခဲ့တော်တယ်။နောက်နေ့မနေ့ရောက်တော့ငပိန်လည်းသူ့အမေကိုဈေးခင်းကူနေခဲ့တာပါ။ငပိန်တာပြန်လိုက်တော့လေ။ ကျန်နာမေးပဲဆက်ခင်းလိုက်မယ်။ရပါတယ်မေရဲ့။တာပီရဲ့ဒီခင်းသွားလိုက်ပါမယ်။ဒါနဲ့ဘေးဆိုင်မှာဈေးဝယ်နေတဲ့အတော်ကြီးကစကားဆပြောတော့တယ်။ကိုမတောင်းကြီးကျုပ်ကိုကြက်တကောင်ထည့်ပေးစမ်းမာတော့ကျုပ်သားလေမနေ့ကကောင်းကင်ဘဝကြလာတဲ့မုတ်တွေဆိုင်ဖျားနေလို့တော့အဲ့ဒါအားရှိအောင်စွတ်ပြုတ်လေးတိုက်မလို့ဟင်ခမသားရောလားဟုတ်ပါတော့ကြီးကျုပ်လေကျုပ်သားတယောက်တည်းဒီတိုင်းဖျားတာမှတ်တာမုံမိုးစားမိတဲ့ခလေးတိုင်းမဲ့တော့ ဘယ်နဲ့လောက်ကြမလဲကလေးတွေဆိုတော့လေမစင်မချင်းစားကြတာပဲပေါ့ဒါပေါ့ဗျာကျုပ်တို့ရာလေဘာတွေဖြစ်လာလဲမသိဘူးတတိထားနေမှာကိုဖြစ်တော်မင်းအဲ့ဒီအချိန်မှာပဲမိဝိုင်းကဈေးချင်းကင်ပြီးတော့ငပိန်တော့ဆိုင်ရှိကိုရောက်လာခဲ့တယ်မိဝိုင်းဘာတွေဝဲလာလဲအစုံမင်းငပိန်ရဲ့အော်အေးဟိုနေရှိနေရနေတော်ပဲငါတို့ဈေးရပြန်တော်ဘောစီဝင်ရအောင်တော်ဘောကနေမကောင်းလို့အရှိတူနဲ့ပြောခဲ့တယ်ဟာဟမ်ဟုတ်လား ဒါဆိုသူလဲမနေ့ကမဟုတ်ကိုစားမိလို့များလားအားတော့ငါလည်းမသိဘူးဟာကိုရောက်မှမေးကြည့်ကြတာပေါ့အရင်နဲ့တမိသွားပြီနော်အေးအေးတမိလေးအမေတားလေးပြန်ပြီဒါနဲ့ငါသိလဲမိဝိုင်းနောက်ကို လိုက်သွားခဲ့တော့ရီနောက်တော့ငပိန်နဲ့မိဝိုင်းလေတော်ဘောတော့အိမ်ကိုရောက်လာခဲ့တယ်တော်ဘောရဲ့ကတိမေးမှာတော့ဖိုးထူးဟာရှိနေခဲ့ပြီးထိုင်ဆောင်နေခဲ့တာပါ ဟာဖို့သူမင်းလည်းရောက်နေရပြီအေးဟာတော်ဘောနေမကောင်းကြတာနေတန်းလာခဲ့တာဟိုတယောက်တော့သူ့အိတ်နေရဆိုတော့ထိုင်ဆောင်နေရဟာအဲ့ဒီအချိန်မှာပဲတုတ်ဘောကမျက်လုံးပိတ်ရနဲ့ထထိုင်လိုက်ပြီးရောင်နေခဲ့တော့လေငါ့ကိုလာခေါ်နေပြီငါလိုက်သွားတော့မင်းငါသွားမယ်အဲ့လိုပြောပြီးခင်မောကဆင်းမို့လုံနေအောင်ဆိုတော့ပိုတူရောငပေမှာတုတ်ဘောကိုတားထားလိုက်ကြတယ်အဲ့ဒါမင်းအိမ်မက်မက်နေရမယ်တုတ်ဘောအမှန်မဟုတ်ဘူး အမှန်ဟုတ်တယ်။ဟိုမှာတကားပေါ့ကမှာငါ့ကိုစောင့်နေတယ်။ငါသွားရမယ်။ရှင်ဝင်းစက္ကန့်ဖြစ်ရင်တားမြတဲ့နောက်ဆုံးတော့ငပိန်လေးတုပ်ပေါ်ကိုနင်းရင်တစ်ချက်အုပ်လိုက်တယ်။ကဲကွာ။ဒါနဲ့တုပ်ပေါ်လေးပြန်အိပ်ပျော်သွားခဲ့တယ်။ဟဲ့ငပိန်နင်းဘယ်လိုလိုက်တာလဲ။ငါအဲ့လိုမှမလုပ်ရင်သူ့လိုက်သွားနိုင်နေဟာ။နင်းလည်းအရေးတူနေပြောတာကြားရင်မဟုတ်လား။ငိုစားလိုက်လို့ပြားတာတဲ့။ခဏလေးခဏလေး ငါကိုချက်ကြီးကိုဖုန်းဆက်လိုက်အောင်မေဖိုတူလေချက်ကြီးစီကိုချက်ချင်းမေဖုန်းခေါက်ဆက်လိုက်တယ်ဟယ်လိုကိုချက်ကြီးအေးဖိုတူပြောဟိုတော့ဘောကလေဒလုံနေဖိုတူလေပြပြသည်မြအကြောင်းစုံကိုပြောပြလိုက်တော့တယ်ဟင်တော့ဘောရောဖြစ်နေရလားအေးအေးအေးကြောက်ကူချက်ချင်းလာခဲ့မေအဲ့လိုပြောပြီးတော့တပတ်ကဖုန်းချသွားခဲ့တယ်ဖိုတူကိုချက်ကြီးကဘာလဲလေခုလာခဲ့မေတဲ့ ကိုချက်ကြီးလည်းမုံမိုးရွာပြီးနောက်ဆက်တွဲဖြစ်တဲ့ပြဿနာကိုသိထားပုံပဲ။နောက်တော့မော်စရာချက်ကြီးလည်းတော်ဘောတို့အိမ်ကိုရောက်လာခဲ့တယ်။ချက်ကြီးထိုင်မအောင်ကွယ်မင်းတပည့်တော်ဘောကတော့လေတညလုံးတမနဲ့လုံးခရံဝင်နှန်းဖြစ်နေရဲ့ကွ။အရင်လဲစေးတိုက်ပြီးမဲ့ထူးခြားမလား။တော်ဘောဖြစ်နေရဲ့ခရံဝင်နှန်းကအပြားကြောင့်မဟုတ်ဘူးဗျ။မုံမိုးစားမိလိုက်တာကြောင့်ပဲ။ဟုတ်တော့ ဒါဆိုအရှိသားကိုဘယ်လိုလုပ်မလဲကျုပ်အတတ်နိုင်ဆုံးအစီအမံဖြည့်ရှင်းပါမယ်အဲ့ဒီအချိန်မှာပဲဖိုတူနိုင်ငံပိန်ကအေဂန်ရှိကိုရောက်လာခဲ့တယ်ကိုချက်ကြီးရောက်လာမလားအေးဟာတဘောအစီအမံရလားဟိုမိဝိုင်းတော့အနီးကစောင့်ကြည့်ပေးနေပါတယ်အေးအေးကောင်းနေကျုပ်မင်းတို့ပြောစရာရှိတယ်တကြီးငိုသွားပြီးမုံမိုးရွာချလာရင် နောက်ထပ်ကလေးတွေမစားမိအောင်တားပေးပါလို့ပြောပြီးပြီးရင်မုံမိုးစားမိတဲ့ကလေးတိုင်းအသက်အန္တရာယ်ရှိနေကြအောင်ပါ တခါလေးထည့်ပြောလာခဲ့ကြလာဟုတ်ကဲ့ပါကိုချက်ကြီးကျွန်တော်တို့ခုပဲသွားလိုက်ပါမယ်အဲ့လိုပြောပြီးတော့ဖိုးထူးနိုင်ငံပိန်လေးသူတို့နာကနေထွက်သွားခဲ့တော်တယ်အရှင်ချက်ကိုဖျောင်းမိုင်လေးထုံးပေးပါအောင်မြလောက်ဆံရှိလို့ပါအော်အေးအေးဒီလိုနဲ့ဖိုးထူးနိုင်ငံပိန်လေးတကြီးအိမ်ကိုရောက်လာခဲ့ကြ යි ဦးတကြီးဘျို့ဦးတကြီးဟေးကျုပ်လာပြီ အဲ့လိုပြောပြီးတကြီးကအိရှိ့ကိုထွက်လာခဲ့။အော်မမို့တို့ရောပါလား။ဟုတ်တယ်ဦးတကြီးရဲ့။ဒါတို့အရေးကြီးကိစ္စပြောစရာရှိလို့ပါ။ဟမ်။ကဲဆိုပါ။ဒီလိုပါဦးတကြီး။မနေ့ကဒါတို့ရောမှာမမို့ရွာကြတာကိုဦးတကြီးလည်းသိမှာပါ။အဲ့ဒီမုံမို့စားမိလိုက်တဲ့ကလေးရိုင်းကနေမကောင်းဖြစ်ပြီးတော့ခုအသက်အန္တရာယ်ကြောက်နေပါတယ်။ဟိုဒါမို့ကိုချက်ကြီးကနေမကောင်းဖြစ်နေတဲ့ကလေးတွေကိုကယ်တင်မှုစူးစမ်းနေပါတယ်။နောက်ထပ်မုံမို့ရွာကြခင် ကလေးတွေထက်မစားနေအောင်တားပေးဖို့ဦးသက်ကြီးကိုမှားလိုက်ပါလေဗျ။ဟင်။ကျုပ်ကရိုးသားသားဖျားကြတယ်ပဲထင်နေတာကွ။ဒီတိုင်းဆိုဘယ်ဖြစ်မလဲ။မောင်ကြီး။မောင်ကြီး။ပြားတကြီး။အဲ့လိုပြောပြီးမောင်ကြီးကရောက်လာခဲ့တယ်။ဖိုးတော်တို့ကလာသားတစ်တိုက်ကိုမုံမုံရွာကြထားတဲ့မုတ်တီကိုလိုက်ကောင်ပြီးမိရှုပ်ပြဖို့ဖုန်းဆက်လိုက်ကွာ။ကျုံနဲ့မင်းကတရားလုံးပတ်ပြီးတော့စော်ရရမယ်။ဟုတ်ကဲ့ပါတကြီး။ခုချက်ချင်းလုံးလိုက်ပါမယ်ဗျ။ဒါနေဖိုးသူတို့လည်း ။တကြီးကိုနှုတ်ဆက်ပြီးထွက်လာခဲ့တော်တယ်။ပိုတူနိုင်ငံပင်လေတူဘောတို့အိမ်ကိုပြန်ရောက်လာခဲ့တာပါ။မော်စီယာချက်ကြီးကတရားထိုင်နေရကပိုတူတို့ရောက်လာတော့မျက်လုံးပွင့်လာခဲ့တယ်။ပိုတူဒီကိစ္စကကြောက်တင်တာအတွက်ပိုကြီးနေ။ကျုပ်ကကလေးတွေကိုလိုက်မသွားနိုင်အောင်တားနေအောင်ဆိုတော့အဲ့ဒီမုံမိတ်ဆောင်ချင်မုံမို့အဆင်မပြေနိုင်ဘူး။ဒါကြောင့် မင်းတို့ကပဲသွားပြီးတော့ခြေမုံးပေးပါဟုတ်ကဲ့ပါကိုချက်ကြီးကျွန်တော်တေချာစုံစမ်းပြီးသွားလိုက်ပါမယ်အေးကွာမင်းတို့ကိုစိတ်ကြမယ်နော်စိတ်ကြပါကိုချက်ကြီးရဲ့ကျွန်တော်တို့အကောင်းဆုံးဖြစ်ရှင်းလိုက်ပါမယ်ဗျရော့ဒီစိတ်မုံကိုယူသွားလိုက်အခွင့်ကောင်းကြုံလာခရင်ဒီစိတ်မုံနဲ့ပတ်ပြန်လိုက်ဟုတ်ကဲ့ပါကိုချက်ကြီးတကြီးနဲ့မောင်ကြီးကတော့သုံးမင်းတစီနဲ့ရွာထဲပတ်ပြီးကြေညာနေကြတော်တယ်အရေးကြီးတဲ့င်းမှာအရေးကြီးတဲ့င်းကျုပ်တို့ရွာမှာ ရွာချလာတဲ့မုတ်တွေကိုကလေးတွေမစားမိအောင်တားပေးပါအဲ့ဒီမုတ်တွေကအသက်အနည်းစိုးရင်ရပါတယ်ပြီးတော့ကိုယ်ပန်ဝန်ကျင်မှာကြံရှိနေတဲ့မုတ်တွေကိုလည်းမီးရှို့ပြီးရှင်းလင်းပေးကြပါလို့မှာကျင်ပါတယ်ဒါနဲ့အိမ်တိန်ရှိမှရက်နေတဲ့အတော်ကြီးလည်းလန့်သွားခဲ့တော့တယ်ဟေးမဲဦးကြီးဒါလို့ဆိုကြုံမြည်လေးဖျားနေတာအဲ့ဒီမုတ်ကြောင့်နေမှာလုကြမအောင်တော့လုကြမအောင်စင်ရေးထားပါမင်းမုံရဲ့ကြုံလိုက်ကြည့်ပေးပါမင်းအေးအေးလုပအောင်ဟေး ဒါနဲ့အတော်ကြီးနှစ်ယောက်လေးအိမ်ထဲကိုဝင်သွားခဲ့တော့တယ်တပတ်မှာတော့ပိုးတော်နေတာတင်ကအမိုက်ချင်းနဲ့မုတ်တီကိုလိုက်ကောက်နေခဲ့ကြတာပါ ကျုပ်တို့ရလည်းဖြစ်လိုက်ရင်အဆန်ကြီးမယ်နော်ဟုတ်ပါကွာဒါပေမဲ့လေအသိစော်လူတော်သေးတာပေါ့ကျုပ်ဝင်ကကြက်လေးလေအဲ့ဒီမုတ်စားမိပြီတညောင်ညောင်ဖြစ်နေရကွာဘာကြည့်ရမလဲမသိဘူးလူရောတရိတ်ဆန်နေပါဒုက္ခရောက်နေကြတာပဲကဲပါကဲပါ ကျုပ်တို့လည်းတော်တော်လေးလိုက်ောက်ပြီးမီးရှို့ပြစ်ကြတာပေါ့ဟုတ်ပြီသားတင်ကောက်ကြရအောင်ဒီလိုနဲ့ဖိုးထော်လို့လည်းအမိုက်ကောင်ရင်ရှိနေခဲ့ကြတယ်ပေါ်တူနိုင်ငံပင်လည်းလိုအပ်တာတွေယူပြီးမုံမိစာကြီးကိုချိန်မမှုအတွက်ခီးထွက်လာခဲ့ကြတယ်ဖိုးတူဒီလန်းဆိုတာတေးကြရဲ့လားဖိုးတူကမြေပုံစာရွက်ကိုကြည့်လိုက်တယ်ကိုချက်ကြီးပြောခဲ့တဲ့အတိုင်းဆိုဒီလန်းမေကဒါဆိုလဲသတိတော်ထားရင် ဒီနေရာတောတောင်ထူထပ်နေအောင်ဆိုတော့တာရဲ့တရိတ်ဆန်နေလေပေါ်နိုင်နေကွငပိန်အဲ့လိုပြောနေတော့ဂီတာတန်ကိုကြားလိုက်ရတယ်ရှ်တွတ်တော့ငပိန်မင်းအတန်ကြားလိုက်တာအေးကြားလိုက်တယ်ဟာဂီတာတန်မဟုတ်လားဟုတ်တယ်ဘလို့တော်ကြီးထဲမှာဂီတာတန်ကဘယ်ရလာတာများလဲလာတွားကြည့်အောင်အေးတတိတော်ထောင်းဒါနဲ့သူတို့နှင်းအောင်လေခြေတန်ကိုဖောက်ပြီးဂီတာတန်ကြားရဘက်ထွက်လာခဲ့ကြတယ် ။တပတ်မှာတော့မော်စီယာချက်ကြီးရဲ့စိတ်ဝိညာဉ်ကရွာလန်းတနေရာကိုရောက်နေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲတုတ်ပေါ်ဘိုးကြီးနဲ့အောင်ဖူးညီကိုတို့ရဲ့စိတ်ဝိညာဉ်ကမော်စီယာချက်ကြီးရှိကိုရောက်လာခဲ့တော်တယ်။ဟေးကလေးမင်းတို့လှည့်ပြန်ကြ။သားတို့ပြန်လို့မရအောင်ဗျ။ဟိုကအတင်းခေါ်နေတာသွားမပြတ်မှာ။ဟုတ်တယ်ဟုတ်တယ်။ဟိုကျင်တော့လိုက်သွားမှာ။ဟိုမှာမုတ်တွေလည်းအရမ်းများပြီးပျော်စရာကောင်းတယ်လို့လည်းပြောတယ်ဗျ။သားကလည်းအဲ့အတိုင်းပြောတယ်။ဒါမှမဟုတ်သားလဲလိုက်မှာ ုတ်တွေလည်းစိတ်ကြိုက်စားလို့ရတယ်ပြင်ဂိမ်းလည်းဆော့လို့ရတယ်ပြောတယ်အကုန်သားကြိုက်ပဲမင်းတို့လုံးဝမတွားရဘူးအဲ့ဒီအချိန်မှာပဲသူတို့နာကိုမုံမိတ်စာပေါ်လာခဲ့တယ်မိတာလည်းမရတော့ဘူးကွဒီကလေးတွေကကြောက်ပိုင်ဖြစ်နေပြီမင်းပိုင်လားကြောက်ပိုင်လားဆိုတာကြည့်ရတာပေါ့ကွာအဲ့လိုပြောပြီးမှော်စရာချက်ကြည့်လေသူ့ဆွမ်းအားတွေနဲ့မုံမိတ်စာကိုစတင်တိုက်ခိုက်တော်တယ်ချက်ကြီးရဲ့ဆွမ်းအားကြောင့်အဝေးကိုလွှင့်စင်သွားတဲ့မုံမိတ်စာလေး ေါသထွက်သွားခဲ့တယ်။ဒီမော်စရာဆုပ်ကဲ့ကွာ။ဒါနဲ့မုံမိတ်စာနဲ့ချက်ကြီးလို့လေအချင်းချင်းစွမ်းအားတွေနဲ့အပြိုင်ဆိုင်တိုက်ခိုက်နေခဲ့တော်တယ်။ဖိုးထူးလို့လေဂီတာနဲ့ကြားရပတ်ရှောက်လာရင်ကတရေရီစုတိုင်းပြီးပျော်ဝဲစားထွက်နေကြတာကိုမြင်လိုက်ရတာပါ။ဖိုးထူးဂီတာတန်ကပျော်ဝဲစားထွက်နေတဲ့တရေရီစီကလာတာပဲ။အေးဟာမမေစာရီပင်နာနေရေဆိုတော့သွားမိကြည့်အောင် ဒါနဲ့ပိုတူတို့လည်းတရဲတွေရှိနေတဲ့နောက်တိုးကပ်သွားကြသည်ဂတာတီးနေတဲ့တရဲလည်းသူတို့ကိုမြင်တော့ရက်တန့်သွားခဲ့သည်မင်းတို့ကလူသားတွေမဟုတ်လားဒီတော့နဲ့ကြီးတို့ဘာကိစ္စလဲကျွန်တော်တို့ကမုံမိတ်စာကိုလာရှာကြတာပါဟမ်မုံမိတ်စာဟုတ်လားသူနဲ့တော့မတွေ့တဲ့ဦးတင်နေသူကအန်နီရဲ့များတယ်ကွသူ့ကြောင့်ကျွန်တော်တို့ရွာကလေးဒုက္ခရောက်နေလို့ပါသူရှိနေတဲ့နေရာကိုပြောပြပေးနိုင်မလားအင်းလေမင်းတို့သွားကြည့်တပါဆိုရင်သွားဖို့ ီတော်လန်းအနေတက်တဲ့သွားပြီးညာကျိုးလိုက်ရင်မုတ်ပင်တွေတွေ့လိမ့်မယ်အဲ့ဒါပြီးတွေ့ရင်မယ်ကျေးဇူးပါမယ်ကိုကြီးတီဒီလိုနဲ့ပို့တူနှစ်ယောက်ကတရေတွေကိုနှောက်ဆက်ပြီးအဲ့နေရာကထွက်လာခဲ့တော့တယ်ပို့တူတို့လည်းမုံမိတ်စာတွေနေတဲ့အိမ်နာကို ရောက်လာခဲ့ကြတာပါဒီမှာမုတ်ပင်နေပြီဟုတ်ခုမှာသူ့အိမ်တွေ့ပြီငပိတ် အပြစ်မှလိမ့်ငိမ့်နေပေမဲ့အထက်မှာဘလို့ဖြစ်နေမှမသိဘူးဒီသားပြီးတော့ဝင်ကြရအောင်โอเคပို့သူဒါနဲ့သူတို့နှစ်ယောက်သာတတိထားပြီးတော့မောင်မိတ်စာအိမ်လေးကိုဝင်သွားခဲ့ကြတယ်မောင်မိတ်စာအိမ်ထဲကိုရောက်မှတော့မောင်မိတ်စာကတရားထိုင်နေခဲ့တာပါမောင်မိတ်စာကဘာလုပ်နေရများလဲငါ့အချိန်တော့စိတ်ဝိညာဉ်လွင့်နေရတယ်နေဒါငါတို့အတွက်အခွင့်အရေးကောင်းဖြစ်နိုင်နေကွဒါနဲ့ပို့သူလည်းပြောပြောဆိုဆိုနေအိမ်ထဲကနေ ချက်ကြီးပေးခဲ့တဲ့စီမုတ်ကို ထုတ်လိုက်ပြီးပပန်းမို့အလုံးမုံမိတ်စာနိုးလာခဲ့ကျုပ်တင်တဲ့အတိုင်းမင်းတို့ရောက်နေရပြီဟိုကလေးတွေကိုခေါ်လို့ရတာနှီးမှာကွာခုတော့ခေါ်လို့မရတော့မှအဲ့လိုပြောပြီးမုံမိတ်စာကိုတိုက်ခိုက်တော့ငပိလဲဝေးကိုနှင့်သွားခဲ့တယ်ဟာငပိမင်းရရလားရရဘူးတို့မုံမိတ်စာတော်ရုံမဟုတ်ဘူးကွာမင်းလည်းတတိထောင်အေးပါဟာ ဖိုးတူအဲ့လိုပြောနေတော့မမိတ်စာကဖိုးတူကိုကင်ပြီးပြစ်ပောင်းလိုက်တော့ဖိုးတူလည်းနေရည်နဲ့ထိမိပြီးပြုတ်ကျသွားခဲ့တော့တယ်ဖိုးတူမင်းဖြစ်ရလားဖြစ်တယ်ဖြစ်တယ်ငါမှသာထားမယ်ကဲမင်းတို့ကြောက်ကိုမနိုင်ဘူးဆိုတာခုသိပြီမလားကြောက်သွားခေါ်တဲ့စိတ်ဝိညာဉ်တွေမရနဲ့မင်းတို့ရောက်လာနေအတော်ပဲအဲ့လိုပြောပြီးမမိတ်စာကသူ့နားမှာရှိနေတဲ့မုတ်ကိုကင်လိုက်ပြီးဖိုးတူတို့ကိုကြည့်ဖို့ပါးစပ်နဲ့ကိုက်ဖောက်နေခဲ့တာပါဒါနဲ့ဖိုးတူက အနောက်မှာရှိနေတဲ့ပန်ကားကို မြင်သွားခဲ့တယ်။ငါဘေးမိပန်ကားကိုဖွင့်လိုက်ပြီးတော့သူ့ဘက်ကိုပဲထထားလိုက်။အေးဘိုးတူချက်ချင်းဆိုသလိုငါဘေးကပန်ကားကိုဖွင့်လိုက်တော့ဘိုးတူလည်းစေမုံကိုပတ်ပြန်းလိုက်ခြင်းမှာ စေမုံကမုံမိတ်စာကြီးရောက်သွားပြီးမုံမိတ်စာလေးအော်ဟင်းနေခဲ့တော့လေ။အာပူတယ်ပူတယ်မင်းတို့ဘာလုပ်လိုက်တာလဲ။ငါလက်ကလွတ်မယ်မထင်နဲ့။မုံမိတ်စာလေးစိတ်ဆိုးမှန်ဆိုနေသူ့တို့နောင်ဒီရင်တည်းလာနေရ ကစားစားနေ မြုံမုံနေလို့ပြောက်ွယ်သွားခဲ့တော့တယ်။ငပိတို့လေပြေးကြစို့။တပတ်မှာတော့တူဘောကအကမ်းပြင်းမဲ့ကိုထွက်မယ်တကယ်ကယ်လုံနေတော့မိဝိုင်းကဆွဲထားနေတော့တတိပြန်ဝင်လာခဲ့တယ်။ဟမ်မိဝိုင်းနင်းကောင်ဘာလို့ဖတ်ထားလဲ။တို့ဘောနင်းပြန်ကောင်းသွားပြီလား။ငါးစားတွေကကောင်းပြီပါဟ။နင်းမဲတခုခုမမမှန်တာချင်းနေ။โอเคငါလုံမိတော့မှာ။ အဲ့ဒီအချိန်မှာပဲချက်ကြီးကအခန်းထဲကိုရောက်လာခဲ့တို့ပေါ့အဆင်ပြေတယ်မဟုတ်လားဟုတ်ပြေပါလေဗျကဲပါပြေတယ်ဆိုပြီးရောကိုချက်ကြီးဖိုးထူးတို့သွားလိုက်ခေါ်လိုက်အောင်မေဟုတ်ကဲ့ကိုချက်ကြီးဒီလိုနဲ့မော်စရာချက်ကြီးလည်းထွက်သွားတော့တို့ပေါ်လည်းကြောင်တော်တော်လေးချိန်ရင်နေခဲ့ရင်လည်းဇလန်းလေးလည်းပြီးဆုံးသွားခဲ့တော့လေ